မင်္ဂလာပါရှင်ရန်ကုန်သူ Oreo Channel မှာကြိုဆိုပါတယ်ဒီနေ့မှာတော့စာရေးဆရာမွန်မွန်မင်းမောင်ရေးပါတယ်လက်ပိုက်ခါထောက်ဆိုတဲ့ဝတ္ထုတူလေးကိုနားဆင်ရမှာဖြစ်ပါတယ်ဒီဇလန်းလေးမှာတော့ဆေးရုံများမှာကြုံတွေ့ရလေးရှိရဲ့ပုံရိပ်တချို့ကိုချေမုံထားခြင်းဖြစ်ပါတယ်လက်ပိုက်ခါထောက်လက်ပိုက်တဲ့အကျင့်ကိုငယ်စဉ်ကတည်းကအမေသင်ပေးထားလို့တက်မြောက်ထားကြပါပြီเจ้าနေစားအရွယ်ရောက်တော့လဲ ဆရာရှိမှလက်ပိုက်ထားရတာဆရာကအတိပြန်ခိုင်းကြပြရုတ်ခိုင်းရင်လည်းမတက်ရလက်ပိုက်ပြီးရွရွတည်တည်နဲ့ရွတ်ဆူပြခဲ့ရတာပေါ့အဲခါထောက်တာကိုတော့ရိုင်းပြတဲ့အမူအရာလို့ယူဆပြီးတဲတော့ခါမှ အမေက ခွင့်မလို့ခဲ့ပါဘူးတခါကမမှတ်ရရအမေကွယ်ရဆိုပြီးတငယ်ချင်းတွေနဲ့လမ်းမပေါ်မှာခါထောက်ရက်စကားပြောမိပါတယ်ဘယ်ကဘလို့အမေမြင်သွားတယ်မသိဘူးမြင်တဲ့နေရာကလှမ်းခေါ်ပြီး နင့်ကိုနင်ဘန်စကုတ်မြင်းသားစတိုင်ဖန်နေရလားတမ်းမောင်။ငါကြည့်နေရဘူးလို့ပြောထားတာနင်နားမပါဘူးလားလို့ပြောရင်ကနေရွက်ကိုနာနာလိန်ပြီးလက်စစ်နဲ့ခေါင်းကိုခောက်တာအမေးလက်တော့ဘလို့နေလဲမသိဘူးကြုတ်တကောင်းလုံးထူပူသွားတာတော့အမှန်ပဲဒီနောက်တော့ခါထောင်မဲကျရင်အမေးမျက်နှာကို ပြန်မြင်နေရနဲ့လောကထဲမှာမရှိတော့ဘူးဖြစ်တဲ့အမေးစကားလေးကိုနားထောင်တဲ့အနေနဲ့ခါမထောက်ဖြစ်တာကြာပါပြီကြာခဲ့ပါပြီဟေးပန်းမပန်းမ ဒါကျုပ်ကိုခေါ်တဲ့အတန်းဒီအတန်းကိုကျုပ်မကြားခြင်းဆုံးပဲကျုပ်ကိုကြွေးဖို့မွေးဖို့ခေါ်တဲ့အတန်းမှမဟုတ်တော့ခိုင်းဖို့ဟောက်ဖို့ခေါ်တဲ့အတန်းကြားထက်ကြောက်เสียကောင်းတဲ့အတန်းမကြားခြင်းလို့သူခေါ်ရကိုမတော်ပဲနေလို့မဖြစ်ဘူးမတော်ပဲနေလို့မရဘူးကြားရရက်ကပြားခမရမမလာပြီးဆိုပြီးအတန်းကြားရတွားရတာကျုပ်လို့ပဲမမဆိုတာတခြားမဟုတ်ဘူးဒီစည်းရုံကတားဖွားဆရာမတွေထဲမှာ ထမင်းပြဝဲအကြီးဆုံး staff ရိုစီခင်မမပါပဲဒီနေရာကကျန်းနေတယ်မပြောင်းပါလားကျုပ်ဆိုတဲ့အကောင်ကလည်းအမှတ်သေးချင်မရှိဘူးတခွန်းနဲ့နဲ့မမှတ်ထားဘူးဘယ်နေရာလဲမမလို့ဆိုပြီးကျုပ်လှုပ်လှုပ်ရမယ့်နေရာကိုသေချာအောင်ထပ်မေးမိရဲ့မမကထုံးစံအတိုင်းဒီနေရာဟောဒီနေရာဆိုပြီးခါထောက်လျက်ကနေခြေထောက်လေးတစ်ဖက်မြောက်ပြီးထိုးထိုးပြနေရဲ့အမတန်လူပေါင်းစုံနဲ့စေယုံလိုနေရာမျိုးမှာလက်နှစ်ဖက်ကခါကိုထောက်ပြီး ခြေထောက်နဲ့စကားပြောတတ်တဲ့အမူအရာကိုသာကြုံမေးမြင်ရင်တော့မျက်ရည်ဆက်လက်နဲ့အလောက်ကချက်ချင်းထွက်ခိုင်းမှာအမှန်ပဲကျုပ်ဖို့တော့ရိုစီခင်မမကိုခွင့်လွှတ်မြဲပါသူခမလက်နှစ်ဖက်ကမဖြစ်မနေခါကိုထောက်ထားရတော့မအားရှာပဲကိုဒါကြောင့်ခြေထောက်ကိုအသုံးပြုရရှာရဲ့ချင်မရဲ့ပတ်မငါပြောတာကြားတယ်နော်အဲ့ဒီနေရာတွေတိတိချာချာပြန်တိုက်ဟုတ်ကဲ့ပြီးတော့ဆီယာမာကြီးအခန်းကမှန်တကားတွေကိုလည်းရေဘက်နဲ့တိုက်လိုက်အောင်ဟုတ်ကဲ့ ကျုပ်ကိုပြောပြီးလူနာဆောင်ဘက်ထွက်သွားတယ်။သွားရင်းကပဲမျက်လုံးနှလုံးနဲ့ဖက်ဆက်ကိုအာအားထားတာမဟုတ်ဘူး။ဟဲ့ဝတ်ထဲမှာထမင်းမစားရဘူး။ဆက်လိမ်မတော့ရဘူးဆိုတာနားမလဲကြဘူးလား။ဆရာဝန်ကြီးလာတော့မယ်။ဧည့်သည်တွေအကုန်လုံးပြင်ထွက်ကြတော့လူနာဆောင်မိဘထွက်။ဟဲ့ဟိုနားကဘလို့လဲ။ဟိုမိမတွေပြောနေရမကြဘူးလား။အလုံးပြင်ထွက်ကြတော့လို့ဆိုအဲ့ဒါနေ့စဉ်ကြားနေရတဲ့ရိုစီခင်မမရဲ့အတန်ပါပဲစီယုံမှာတာဖွာပေးရတဲ့လုပ်ငန်းအပြင် ဲ့တဲ့နှင်ထုတ်ရတဲ့လုပ်ငန်းမှာဂစ်တာနဲ့ပူတွဲထမ်းဆောင်ရရှာရတဲ့ထင်ပါတယ်။ဆရာဝန်ကြီးရဲ့လက်ထောက်ကတိကဆရာမကြီးရဲ့လက်ထောက်ဆရာဝန်တွေနဲ့အလုပ်တင်ဆရာဝန်တွေပြီးရင်ဒီဝက်မှာသူဟာအရှင်သခင်ပါပဲ။မနက်၈နိုင်မထိုးခင်မှာပဲလက်ထောက်ကတိကဆရာဝန်မကြီးရောက်လာတယ်။လူနာအများကြီးရှိရကြတဲ့ကနံပါတ်3ခရင်ကလူနာအမျိုးသမီးစီကိုသွားတယ်။ဘလို့နေသေးလဲတက်တာရဲ့လား။ဒါနဲ့ညကဆေးသွင်းပြီးရဲ့လားလို့မေးရင် ဟမ်ဟမ်ဘာစေးမှတွဲမပေးဘူးတောက်စေးပဲပေးရလို့လူနာမျိုးသမီးကပြောတယ်ဒီချိန်မှာပဲကျုပ်လည်းနေ့စဉ်ပြုနေကြဝိတရားအတိုင်းမမပေးဆိုပြီးဆရာမကြီးလက်ထဲကဆွဲချင်းကိုလှမ်းယူပြီးအခန်းတော်ကိုတောင်းလိုက်ပါတယ်ဆရာမကြီးတော့သူ့ဂျူတီကုတ်အင်ကြီးအိတ်ထဲကနှိုက်ယူပြီးအခန်းတော်ကိုပေးတယ်နောက်လူနာကရင်ခြေရင်တန်းမှာချိတ်ထားတဲ့ချက်ကိုလှန်လို့ကြည့်နေခဲ့တယ်။ကျုပ်လည်းဆရာမကြီးအခန်းကိုဖွင့်ပြီးပစ္စည်းတွေနေရာတကျထားတယ်။ ချောင်းကျိုးချောင်းကြားပါမကြမ်းဖုံးခါတယ်။မှန်တုတ်တယ်။ပြီးမှတပြက်စီးလဲတယ်။နောက်မှရေဘက်တိုက်မယ်။ခဏကြာတော့ဆရာမကြီးသူ့ခန်းထဲကိုဝင်လာရင်ကျုပ်ကိုလှမ်းခေါ်တယ်။ပန်းမောင်ခင်ဗျာခေါ်တာမဆုံးခင်မှာပဲကျုပ်တန်းကထူပြီးသားအကျဉ်းကြီးကိုပါလို့သွားရိုစီကိုသွားခေါ်စမ်း။ဟုတ်ကဲ့ကျုပ်လည်းတပြက်စီးလဲတဲ့အလုပ်ကိုခဏရက်ခဲ့ပြီးတာဖွားဆရာမများအခန်းဘက်ထွက်ခဲ့တယ်။မမဆရာမကြီးခေါ်နေရဲ့။ရိုစီမမခင်ဗျာ ဆရာမကြီးဆိုတဲ့အတန်ကြားတာနဲ့ထိုင်ရာကနေငောက်ခနဲထထိုင်ပြီးကျုံနောက်တပါးတဲလိုက်လာတယ်။ကျုံတို့နှစ်ယောက်ဆရာမကြီးရဲ့အခန်းဟွာကိုရောက်တယ်ဆိုရင်ပဲဘလို့ဖြစ်တာလဲရူစီမင်းညညကအသေးချမှားထားခဲ့တာလေ။ဟိုအဘောချင်းလူနာကိုဒရစ်သွင်းပေးပါဆိုတာခုထိဘာမှမသွင်းရသေးပါလား။ဆရာမကြီးကတော့လေသူ့ခန်းကိုရောက်ရောက်ချင်းအမောပန်းဖြေဖို့ပန်ကလည်းဖွင့်ပေးထားတယ်။ထိုင်နေကြဆုံးလဲကလထိုင်ကိုလည်းအသေးချပန်ရှင်းပေးထားတာတောင်မှ သူခမမထိုင်နိုင်ရှာသေးဘူးဟဲဟဲအေကန်နာခါထောက်ပြက်မှာစိုးလို့ထင်မအဲလူစီခင်မမကိုမဝင်လည်းနဲ့ကျုပ်ပြန်ငဲ့ကြည့်လိုက်တော့ဆရာရှိမအပြစ်ကျူးလွန်ထားတဲ့မူလာရန်ចောင်းသားလေးလိုထိတ်ထိတ်ပြပြအမှုရာနဲ့လက်လေးကိုကြပြကြရပိုက်လိုက်ရင်ဟိုညကဂျူတီချင်းတီးရာနဲ့ညသမားကိုမှာခဲ့ရမိသွားတယ်ထင်တယ်ဆရာမကြီးအိုးအိုင်ခိုင်းတာယူဖို့ပဲခိုင်းခဲ့တာယူလို့ရမှာပေါ့ဘာဖြစ်လို့သူများလွှဲချရတာလဲယူလို့နဲ့အဲ့ဒါခတ်တာပဲ အခုရိုစီလှုပ်လိုက်ပါမယ်မိုင်အလုပ်တစ်ခုဟာနှစ်ခါပြောနေရရင်မကောင်းဘူးဟုတ်ကဲ့ပါဆိုပြီးရိုစီခင်မမတရားတောက်ဖွားဆရာမများအခန်းဘက်ကိုခတ်တသွက်လေးထွက်သွားတယ်မနက်ကကျုပ်ကိုအော်ဟောက်နေရောရိုစီခင်မမမျက်နှာကဒီမူယာဒီဟန်ပန်မဟုတ်ဘူးရှင်ကိုကော့လို့ခါးကြီးကိုထောက်လို့ခုတော့လေရိုစီခင်မမကြည်ရတာတနာစရာအော်လက်ပိုက်ထားရတဲ့မျက်နှာ လက်ထောက်ကတိကဆီယမကြီးရဲ့အခန်းကိုစိတ်တိုင်းကျတန်ရှင်းလေးလှုပ်ပြီးပြန်ထွက်လာတော့အဟောက်ခံလိုက်ရတဲ့ရူစီခင်မမခင်များရှူးရှူးရှဲရှဲဖြစ်နေတော့မယ်သူ့ရင်ထဲကရှက်ဒေါသပြေပြောက်ဖို့သူ့လက်အောက်ကထမိန်မီမာလေးတင်းတင်းကိုအော်ငေါက်နေပြန်ရှာတယ်ဆေးပြင်းထုတ်တာကြာလာကြည်လားဟဲ့ခဏနေ brown လဲရတော့မယ်အဲ့ဒီထဲဘာပလက်နဲ့ပြီးတွဲထိုးထက်ဟဲ့ပန်းမောင်ခင်များကဲကြည့်ရောကျုပ်လာတာမြင်လာနဲ့အလောက်ကပေါ်လာပြီဆရာကြီးရောက်နေပြီ ။ round နေမယ်။ဧည့်သည်တွေတယောက်မှဝက်ထဲမနေစေနဲ့အကုန်ပြင်ထုတ်။ဟုတ်ကဲ့။ရူစီချမ်းမမညံကြတဲ့အတိုင်းဧည့်သည်မှန်သမျှကျုပ်ကနှင်းရတော့တာပေါ့။ကဲကဲပြောနေရမကြောက်လားဗျာ။အားလုံးအပြင်ထွက်ကြတော့။ခဏလေးပါညီလေးရာဒီမှာအကိုမိမအရန်ဖိုင်းတာနေလို့ပါကွာ။အေးခမရမိမဘိုင်းနာနေရခမရမွေးပေးမှလား။ကျုပ်တို့မွေးပေးရမှလား။ခင်ဗျာမွေးပေးမယ်ဆိုရင်မွေးကန်းနဲ့ခေါ်သွားပြီးမွေးပေးလိုက်ဗျာဟုတ်တယ်တကယ်တည်းမှာပဲကဲကဲထွက်ကြထွက်ကြဆရာဝန်ကြီးဒီဘက်လာတော့မယ်ဟောဟိုမယ်လာပြန်ပြီတယောက်သိလိုက်ပါတော့ ကျုံတဲ့ချင်းကောင်းရင်အိမ်ကနေတဲ့စိုက်ကားသမားဦးလေးမြပေါ့လောက်ပါအောင်မောင်ပန်းမောင်ဟာငါသမီးလေးသွေးရသားရဆိုတာကိုမင်းဆရာမကြီးတွေကိုပြော့ပြပေးပါကွာနော်အားကိုပါတယ်ငါတူရဖျက်ချတာတွေဘာတွေမဟုတ်ပါဘူးကွာကြုတ်သိပါတယ်ပူမနေပါနဲ့အလုံးရှုပ်ရတဲ့အထဲခမရတမောင်ဟုတ်ပါတယ်ကွာကူဟာကဟိုမွေးခန်းထဲမှာထည့်ထားတာညာဦးကလေးကလည်းကွာငါဝင်လို့ထွက်လို့ရတဲ့အခန်းမဟုတ်တော့စိုးရိမ်နေကွာငါတူကြီးကိုအားကိုပါတယ်ငါတူကြီးသွားကြည့်ပေးပါကွာ ဒါဆိုကျုပ်သွားကြည့်ပေးမယ်ဒီမှာခဏနေရအောင်ဆိုပြီးမွေးခမ်းအနားကိုကျုပ်ရောက်သွားတယ်စေထားတဲ့တကားကိုအပံမကြားရအောင်အသာဖွင့်ပြီးအစိမ်းရောင်ခန်းစည်းစာလေးကိုလှည့်ကြည့်လိုက်တော့ကူလေးမြရဲ့သမီးနာမှာတောက်ဖွားမိရဲ့ပါရဂူဆရာဝန်ကြီးဟာခါထောက်ပြီးတစုံတစ်ခုကိုပြောနေတယ်။ကတိကနဲ့လက်ထောက်ကတိကဆရာဝန်ကြီးကစားပြီးလက်ထောက်ဆရာဝန်ကြီးအလုတ်တင်ဆရာဝန်ကြီးနဲ့သူနာပြုဆရာမအားလုံးကဟုတ်ကဲ့ဆရာကြီးဟုတ်ကဲ့ဆရာကြီးဆိုပြီးလက်လေးတွေပိုင်းလို့ခေါင်းလေးတွေတငင်းငင်းလုံနေကြရရှာတယ်။ ်ဒီလိုချိန်မှာဖွာခံတဲ့ကြုံဝင်လို့ပဲဖြစ်မှာတော့ဒါကြောင့်ဦးလေးမြရှိရာပြန်လာခဲ့ရတယ်။ကဲဦးလေးမြရာခဏနေဦးမြဆရာဝန်ကြီးစမ်းသပ်နေရဲ့ထင်တယ်။ဟာဒါဆိုအတော်ပဲပေါ့ကွာဆရာဝန်ကြီးစမ်းသပ်နေရဲ့ကုလေချိန်မျိုးမှာမင်းဝင်ပြောတော့ပိုကောင်းတာပေါ့ပိုပြီးလိမ့်ပတ်လဲတာပေါ့မင်းညမသွေးရသားရဖြစ်တယ်ဆိုတာကိုအိုးခမရတော်ဗျာတော်ကျုပ်ပါစကဘယ်ကဘလို့ပွင့်ထွက်သွားတယ်မသိဘူးကျဲလောင်စွာအောင်းငောက်လိုက်မိရဲ့ ခဏရသမီးအပြိုပါဆိုတာတလန်းနဲ့နေတဲ့ကျုပ်သိပါရဲ့အပြိုယောဂါလားအိုယောဂါလားဆိုတာပြောနေစရာမလိုဘူးခဏရတို့ကျုပ်တို့တဲ့ဆရာဝန်တွေကပိုသိရဲ့ကဲကဲအပြင်ထွက်နေကြတော့ဗျာဟေးဟေးလုံးမနေနဲ့ဦးလေးများခဏလည်းပြန်တော့ခဏနေဆရာဝန်ကြီးဒီဘက်လှည့်လာတော့မယ်ပတော်ခွားကြတဲ့လူတွေကူမကျုပ်ကိုကျုပ်တတိထားမိရဲ့ဒူနာဆောင်တွေဧည့်သည်တွေကိုနှင်ထုတ်လိုက်တယ်ကျုပ်ရဲ့ပုံစံဟန်ပန်ကတကယ်တကယ်ဆရာကြီးသမားကြီးပုံစံ ရင်ကိုကော့လျက်ခါထောက်လျက်ဗျဟဲဟဲဘဲကဘလို့ဒီစိတ်ယုံရောက်မှဒီယောဂရလာတယ်လဲမပြောတတ်ပါဘူးဗျာဇလန်းလေးကိုအဆုံးထိနာစင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဝိတုတို့ဇလန်းများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်လို့ကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျမတို့ရဲ့ရန်ကုန်သူ Oreo Channel လေးကို Like and Subscribe လုပ်သွားပေးဖို့မြတ်တာရက်ခံပါတယ်ရှင်အားလုံးပဲဘိုင်ဘိုင်ပါ